ကင်ရှမီးယားဒေသမှာတနတ်သမားတွေကကမ္ဘာလှည့်ခီးသွားတွေကိုပြစ်ခတ်ခဲ့တာကြောင့်လူ26ဦးသေဆုံးခဲ့ပြီးတဲ့နောက်တရက်အကြာဧပြီ23ရက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတနတ်သမားတွေကိုလိုက်လံရှာဖွေနေကြတယ်လို့သိရပါတယ်။ဆော်ရီယာရီပြခီးစဉ်ကိုဖျက်သိမ်းလိုက်တဲ့ဝန်ကြီးချုပ်နရန်ဒရာမိုဒီကဒီတိုက်ခိုက်မှုကိုတရေဘောကြောင့်နဲ့လုံရဲလို့ပြောကြားခဲ့ပြီးတိုက်ခိုက်သူတွေကိုရင်းယူဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။ မော်ဒီကဧပြီ23ရက်နောက်ပိုင်းမှာထိတ်တန်းလုံခြုံရေးအကြီးအကဲတွေနဲ့အတူအရေးပေါ်အစိုးရအဖွဲ့အစည်းအဝေးတရက်ပြုလုပ်ကျင်းပသွားဖို့စီစဉ်ထားပါတယ်။သူတို့တွေရဲ့မကောင်းတဲ့လုပ်ရက်တွေကဘရောမအောင်မြင်မှာမဟုတ်ပါဘူးလို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မော်ဒီကဆိုပါတယ်။ကျွန်တော်တို့ရဲ့အကြမ်းဖက်နေနေမှုလုံဆောင်ချက်တွေကိုတုံ့လုံမသွားစေပဲပိုပြီးအကောင်းခိုင်မာလာစေပါတယ်လို့မော်ဒီကပြောပါတယ်။ဧပြီ22ရက်နေ့လည်ကင်းအချိန်မှာ ါဟေဂန်မြို့မှာရှိတဲ့ခီးသွွားတွေအကြားထင်ရှားတဲ့နေရာတစ်ခုမှာတနက်သမားတွေကတောအုပ်အတွင်းထဲကနေထွက်လာပြီးခီးသွွားအုပ်စုတွေကိုတနက်နဲ့ပြစ်ခတ်ခဲ့ပြီးတဲ့နောက်ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းမှာလူ26ဦးသေဆုံးတယ်လို့ဖော်ပြထားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတအုပ်ဟာနေပေါ်နိုင်ငံကဖြစ်ပြီးကြံသေဆုံးသူတွေဟာအိန္ဒိယနိုင်ငံမှာနေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမြေသီးအဖွဲ့ကမှဝန်ခံထုတ်ပြန်ထားခြင်းမရှိပေမဲ့လည်းမွတ်စလင်အများစုနေထိုင်တဲ့အဲဒီဒေသမှာသဘုံတွေဟာ1989ခုနှစ်နောက်ပိုင်းကလေးကပုံကန်ထကြွခဲ့ ခဲ့ပါတယ်